တိတဘာဝဖြစ်စဉ်အရာ ကဘာကီဤဘဝတတန်ကဘာဟာနေရတတန်နဲ့ဆက်ဆက်နေပါတယ်နက္ခတာဗေဒပညာရှင်တွေရဲ့ခမှန်းချက်အရာနောက်ထပ်နှစ်ပေါင်း5ဘီလီယံသူမဟုတ်9.5ဘီလီယံကြာတဲ့အခါကဘာဟာအပူချိန်မြင့်တက်လာမှုကြောင့်တက်ရှိအလုံးမရှင်းတာနေတော့တဲ့အခြေအနေကို ရောက်ရှိသွားနိုင်ပါရဲ့ဒီဖြစ်စဉ်ရဲ့အဆင့်ဆင့်ကတော့နေသည်အနီးချက်အရာမှအဆင့်သို့ပြောင်းလဲခြင်း လက်ရှိအချိန်မှာနေဟာဟိုက်ဒရိုဂျင်ကိုဟီလီယံအဖြစ်လောင်ကျွမ်းနေပါတယ်။နှစ်ပေါင်း9ဘီလီယံကြာတဲ့အခါဟိုက်ဒရိုဂျင်လောင်စာကုန်ခန်းသွားပြီးနေရဲ့ဗဟုံချက်က ကျုံဝင်ကအပြင်ပတ်လွှာတွေပြန်ကားလာပါတော့တယ်။ကဘာမီကိုမျိုးချချင်းတုံးမဟုတ်မီဆိုချင်းပြန်ကားလာတဲ့နေဟာယနေ့ကဘာနဲ့နေကွာအဝေးထက်ပိုမိုနီးကပ်လာကကဘာမန်နပင်ဟာပျော်ဖို့ကျွတ်နဲ့လက်အောင်ပူပြင်းလာပါလိမ့်မယ်။ တမှုရီယာတွေစုပွားချောတွေ့တော့ပါမယ်။ကပအခွန်မှာအကြီးပြောကုန်ဖို့ရှိပါလေ။နောက်ဆုံးအဆင့်နေဟာအရာမအကျေဖြစ်ဆက်ရှိနေမှာမဟုတ်တော့ပဲပြင်ပလူအတွေစွန့်ထုတ်ပစ်လိုက်ပြီးသူငယ်အိမ်ဆွမ်းအဖြစ်ပြောင်းလဲသွားကဘဟုံမှာတန်ဖြူကျဲကလေးအဖြစ်ကြံရစ်ခဲ့ပါလိမ့်မယ်။ဒီအဆင့်မှာတော့ကပဟာပျက်စီးသွားပြီဖြစ်ပါလိမ့်မယ်။